အားလုံးပဲမင်္ဂလာပါခင်ဗျာဂျေးတန်ရီကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့တွေအခုဆိုလို့ရှင်တော့ပန်းပင်ပြိုးပင်အယောင်ဆိုင်တဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်အခုမြင်တွေ့နေတဲ့ပန်းလေးတွေကတော့ကျွန်တော်တို့ဒါဇီဇဝါပန်းဖြစ်ပါတယ်ဂျေးတန်ရီတင်တန်းကြောင်းအတွက်တင်တန်းရှိမှာကျွန်တော်တို့ထားဖို့ရန်အတွက်ဘယ်ပန်းပင်လေးနဲ့အဆင်ပြေမလဲဆိုပြီးတော့ကျွန်တော်တို့လိုက်လံကြည့်ရှုနေတာဖြစ်ပါတယ်တင်တန်းကြောင်းရှိမှာဆိုတော့ကျွန်တော်တို့အနည်းဆုံးတရက်လောက်လဲပဲတခါတည်းနဲ့ပေါ့နော်တရက်လောက် ရှည်တဲ့အပင်လည်းဖြစ်ရှင်တယ်ဒီသေးသေးလေးဒီကတော့တင်တန်းကျောင်းရှည်မှာတိတ်အဆင်မပြေဘူးဆိုပြီးတော့မှကျွန်တော်တို့ကလိုက်လံပြီးတော့မှပန်းပင်ကျွန်တော်တို့လိုချင်တဲ့ပန်းပင်ကိုရွေးချယ်နေတာဖြစ်ပါတယ်အဲ့ဒါဒီမှာကျွန်တော်တို့ဒီမှာအယောင်ဆိုင်ရဲ့စိုင်းပုတ်လေးပြဒီမှာအဲ့တော့ဒီမှာပန်းချယ်ရီပြိုးပင်အယောင်ဆိုင်ဖြစ်ပါတယ်ပန်းချယ်ရီပြိုးပင်အယောင်ဆိုင်ကတော့ကျွန်တော်တို့ကကန်တော်ကြီးရဲ့ကျွန်တော်တို့ကန်တော်ကြီးမှာဆိုရင်တတိဝလံပန်းမှန်ပြပွဲ ြုတ်လို့လို့ရှိတဲ့အတွင်းထဲမှာပေါ့နော်အဲ့မှာဆိုရင်အဲ့ရဲ့အရှိတ်ထိတ်မှာရှိပါတယ်အခုဒါလေးကတော့ကျွန်တော်တို့ဒါကြောက်တပြေပေါ့ဗျာမြန်မာအခေါ်နော်ဆိုင်ရပြောတာတော့မက္ကစီကန်တပြေတယ်နော်ဒါယူရီးယားဓာတ်ရိုက်လာတဲ့အပင်လို့ဒီလိုပြောပါတယ်သူရဲ့ဘယ်ဘေးမှာရှိနေတဲ့အပင်တွေကတော့ဒါမြန်မာဖြစ်ပေါ့နော်မြန်မာပြည်ဖြစ်ကြောက်တပြေပေါ့ဗျာနော်အခုအဲ့ကျွန်တော်တို့ကတော့ဒါယူရီးယားလာတဲ့မက္ကစီကန်တပြေ အပင်လေးကနည်းနည်းအရက်လေးလေးနည်းနည်းရှိတယ်ဆိုတော့เนาะကျွန်တော်တို့တရက်လောက်ရှိရဆိုကျွန်တော်တို့ဝယ်ခဲ့တယ်ပြီးလို့ရှိရင်အုံးပွားပင်၃ပင်လည်းပဲကျွန်တော်တို့ဝယ်ယူခဲ့တာ ဖြစ်ပါတယ်တရက်လောက်ရှိတယ်ပေါ့เนาะဒီမှာအုံးပွားပင်တွေလည်းအဲ့တော့ဒါလေးကိုကျွန်တော်တို့တခါတည်းနဲ့အခုလိုအောက်ကအိုးရောမြေစီရောပေါ့ဗျာเนาะမြေစီအေကောကျွန်တော်တို့တခါတည်းဝယ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါအားစေးပေါ့ဗျာเนาะအပင်အားစေးလည်းကျွန်တော်တို့တခါတည်းဝယ်ခဲ့တယ်အဲ့တော့ဒီမှာ သိရအောင်လို့ပေါ့ဗျာနော်ပထမဆုံးကျွန်တော်တို့မြေမြေကြီးမြေစီလေးခုလိုနည်းနည်းထည့်တယ်ပြီးရင်ဒီအားစီလေးကိုကျွန်တော်တို့ဒီမှာအနှဲငယ်ပဲထည့်မယ်ပေါ့ဗျာနော် အားစီလေးကိုအနှဲငယ်ပဲထည့်မယ်အများကြီးထည့်ရင်လည်းအပင်တည်သွားမှလည်းစိုးရင်ရတယ်နော်နည်းနည်းဆိုရင်ရပါပြီနော်အဲ့တော့ခုလိုလေးအောက်ကမြေစီလေးကိုထည့်ပြီးတော့မှကျွန်တော်တို့ဒီဟာသူ့ရဲ့အပင်ရဲ့ငကိုပါပြီးသားမြေစီအလေးကိုဟာလာဖင်ဘက်ကဖောက်မယ်ပြီးလို့ရှိရင်ဒီရဲကိုထည့်မယ်ပေါ့ဗျာနော်ဒါလေးတော့ကျွန်တော် ါဒါအားလုံးကလည်းတိပီးပီးသားပါတချို့သူတွေအနေနဲ့မတိတဲ့သူတွေအတွက်ဒါအတွေ့အကြုံရအောင်ဘူးသူရရအောင်လို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတချို့ကလည်းဈေးနှုန်းလေးလည်းတိတိကျင်တယ်ပေါ့ဗျာနော်ဒါဒီအုံမွားပင်လေးသုံးမယ်အပင်တိတတ်ပဲဆိုရင်တော့ကျွန်တော်တို့ဒါ3000ကျွဲပဲပေးရပါတယ်ဒါပေမဲ့ဒီအဘကဟလာသူ့ရဲ့ပန်းအိုးရဲ့ဒီမြေစီအိတ်ရဲ့အကုန်လုံးပေါင်းလိုက်တဲ့အခါမှာတော့ခုနကအားစေးအပါဝင်ပေါ့ဗျာနော်အဲ့တော့ဒီ3ပင်ကိုကျွန်တော်တို့ဒါ6000ကျွဲဖြစ်ပါတယ်6000ကျွဲတိတိ အုံပွားပင်၃ပင်ပေါ့နော်အုံပွားပင်၃ပင်ကကျွန်တော်တို့ဒါကိုတောင်ွယ်ဖြစ်ပါတယ်အဲခုလိုလေးဒါအောက်ဘက်ကကျွန်တော်တို့ဒါအပေါက်ဖောက်ရသေးတယ်ပေါ့နော်မီလာမီလာတဲ့အချိန်လေးမို့လို့ညဘက်မှာကျွန်တော်တို့ဒါ မြန်မြန်လုပ်နေတာဖြစ်ပါတယ်ဒီလိုလေးအပေါက်ဖောက်မှပဲအဲကျွန်တော်တို့ဒါအဆင်ပြေမှာပေါ့နော်အပေါက်မဖောက်ပဲတချို့ကတိုင်းပဲအပေါက်မဖောက်ပဲထားရမယ်ဆိုရင်တော့ဒါအပင်သေးသွားနိုင်တယ်ပေါ့အဲ့တော့ဒါကျွန်တော်တို့ဒါဆိုင်သွားပြီးတော့မှဝယ်တဲ့ခါမှလည်းဆိုင်ရလဲဒါတရားကျွန်တော်တို့ရှင်းပြပါတယ်နော် ဲ့တော့ဒီမှာကတော့ဒါကခုနပြောတဲ့ Mexican တပြေပေါ့ဗျာဒါလေးနှစ်ပင်ကတော့ကျွန်တော်တို့ဒါအိုးမြေဆွေးအပါဝင်ဆိုတော့6000နဲ့6000ပေါ့ဗျာအားလုံးပေါင်းကျွန်တော်တို့ဒါ3သိန်းခွဲနဲ့1000ပေါ့ဗျာနော်ဒါလေးကတော့လက်ဆောင်ပေးလိုက်တဲ့အပင်လေးဒီဘက်ကအပင်လေးကစီစဝါလေးရနော်အဲ့ဒါကျွန်တော်တို့ဂျေးတန်လေးတန်တန်းချောင်းရှိမှာအခုလိုလေအပင်လေးတွေနဲ့ဟလာစိန်လန်းစုပြေးတော့အောင်ပေါ့ဗျာနော်နွေရသည်အရန်ပူပြင်းတဲ့အခါမှာတော့အဲမျက်စိပတာတာလေးဖြစ်အောင်လို့ကျွန်တော်တို့တင်တန်းနဲ့လည်း live ဖြစ်အောင်လို့ဆိုပြီးတော့မှအခုလိုလေ အုံဘွားပင်၃ပင်နဲ့မက္စီကန်ပင်နဲ့ဟိုလားဇီဇဝါပင်လေးနဲ့ကျွန်တော်တို့သင်တန်းကျောင်းရှိမှာအခုလိုလေးထားတာပါတယ်အဲ့တော့ဒီပင်လေးတွေကြီးလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သင်တန်းဦးသင်တန်းသားတွေတွဲပြီးတော့မှာဓာတ်ပုံအမှတ်တရဓာတ်ပုံတွေရိုက်လို့ရတာပေါ့ဗျာနော်ကျွန်တော်တို့ငငယ်လေးကလေးကသတင်းစာရဲ့မှာဖတ်တဲ့ဆောင်ပုဒ်လေးတစ်ခုပေါ့ဗျာအဲ့ဒါလေးကဘာလဲဆိုတော့တစ်ပင်ဆိုင်ပါဒုကပါတာယာလှပစိမ့်မြမြပေါ့ဗျာနော်အလွန်မတန်ပူပြင်းနေတဲ့ရာသီဥတုမှာ အပင်စိမ့်လေးတွေတွေ့ရတဲ့အခါမှာမျက်စိပတာတာဖြစ်တာပေါ့ဗျာမျက်စိအေးတာပေါ့ဗျာနော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဩဒါလေးကတော့ကျွန်တော်တို့ဒါကျွန်တော်ရဲ့အိမ်မှာပေါ့နော်ကျွန်တော်ရဲ့အိမ်မှာစိုက်ထားတဲ့အပင်လေးတွေဖြစ်ပါတယ်ကျွန်တော်တစ်ချိန်ထဲမှာပဲဒါနွေရအသည်နေပူပူကြီးဗျာနော်နေပူပူကြီးမှာကျွန်တော်ဒါလေးကိုရိုက်ပြလိုက်ပါတယ်နေပူနေပင်ပဲလဲပေါ့လားအပင်လေးကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့မျက်စိအေးတာပေါ့ဗျာနော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ အော်ဒီမှာလည်းအုံမွားပင်ရှိတယ်ဗျာနော်ဒါဆိုရင်နည်းနည်းကြာပြီဆိုတော့တော်တော်ထွားနေပေါ့ဗျာနော်ကျွန်တော်တို့သင်တန်းကျောင်းမှာတည်းဟလာဒီလောက်တဖြည်းဖြည်းနဲ့ကြီးသွားလို့ရှိရင်တော့ဓာတ်ပုံရိုက်လို့အလွန်မတန်ကောင်းနေပေါ့ဗျာနော်တစ်ပင်ဆိုင်ပါဒုက္ကပါတာယာလှပစိတ်မြတ်မြတ်ဆိုတဲ့စံပိုလေးအတိုင်းပဲဟလာတစ်ပင်လေးကြီးလိုက်တဲ့အခါမှာမျက်စိပဒါရဖြစ်တဲ့အေးတယ်ပေါ့ဗျာနော်အေးချမ်းမှုကိုဖြစ်စေတယ်အဲ့တော့ဒါခြေတံဒီသင်တန်းကျောင်းမှာပေါ့ဗျာနော်သင်တန်းထဲကိုဝင်လိုက်မယ်ဆိုရင်ပဲဒါဖိုတိုဘူးလည်းရှိပါတယ်ကျွန်တော်တို့သင်တန်းသင်တန်းသားများအမှတ်တရဓာတ်ပုံရိုက်ဖို့ရန်အတွက် ဖိုတိုဘူးလေးထားတာတာဖြစ်ပါတယ်အဲ့ဒါလာမယ့်28ရက်နေ့ဆိုရင်ကျွန်တော်တို့ဒါ၄လပိုင်း28နေ့ဆိုရင်ဒါသင်တန်းတွေစတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့တစ်ပင်ဆိုင်ပါတို့ကပါတာယာလှပစိတ်မြများဆိုတော့ကောင်းစင်လေးပေးထားတဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုဒီမှာပြန်လည် တွေ့ကြပါစို့ခင်ဗျာ။အားလုံးပဲတက်တာပါ။